တတအုံမြို့နယ်အတွင်းနဲ့နေပြီးတော့အတွင်းကငလင်တန်သိပ်ပြည်သူတွေကိုစစ်ကောင်စီဘက်ကကူညီတာမရှိတာကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေကြပါတယ်။အောင်ခန့်တရေပေးပို့ထားပါတယ်ရှင်။ရှင်းပါပဲ။ရှင်းပါပဲတော်စကိုင်းနိုင်ကိုကိုပြုပြီးလုခတ်ခဲ့တဲ့ငလင်ကြောင့်တရားဥမျိုးနဲ့ဒုတော်ရီတရားနီကဇီးတို့ကျေးရွာမှာနေအိမ်15လုံးနဲ့မြေနေရာတွေဟာဒုတော်ရီမြစ်တွင်ကျုံကြခဲ့တာကြောင့်နေအိမ်ပျောက်ဆုံးခဲ့ပါတယ် အပြင်အိမ်တော်ဦး15စုလူဦးရေ82ယောက်ဟာငလင်လန်သိမ့်ခဲ့ပြီးခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အော်ပြန်လဲလူတော်ရင်အတွက်ကကြတော့သူတို့လူပြောမလဲဒီဝိုင်းကြောက်တဲ့အိမ်ကြောက်တဲ့ကတော့သူတို့ဝိုင်းနေနေရအစားဝယ်ရမှာပေါ့။အစားဝယ်ပြီးတော့နေရမယ်ဆိုလို့ချင်းတော့သူတို့တော့ပြန်လဲလူတော်မို့အတွက်ကတော့သူတို့မှလည်းဘဝတော့ငွေကြေးခက်ခဲတော့ရှိကြတယ်။ ဟုတ်ကဲ့တချို့ဆိုလို့ရှိရင် လုပ်ငန်းတွေမှာကိုလုံးမရတော့တာတွေရှိတယ်လေ။ဟိုသူတို့ဒီဟိုကိုပိုင်းစီးပွားတပိုင်းတနိုင်လေးတွေလုပ်နေတဲ့ဟာလေးတွေကကျတော့လေရင်းရောဝိုင်းရောမရှိဘူးဆိုမှတော့သူတို့မှာအခက်အခဲတွေရှိကြတယ်။ဟိုသူတို့မှာကျတော့လေလုပ်ငန်းတွေပြန်ထူထောင်ဖို့လဲတို့တယ်ငွေချေးခက်ခဲတွေရှိမယ်။သူတကားလည်းမရှိတော့ဘူးဆိုတော့သူတို့သွားရလာရလည်းနည်းနည်းတကယ်တော့ဘာလို့ဆိုလို့ရှိရင်မန်းလေးမှာတော့ပြီးလုပ်ငန်းလုပ်တဲ့အားတွေရှိတယ်ခုလိုရာစီဆိုလို့ရှိရင် အဲ့ကျတော့သူတို့မှနည်းနည်းလေးတော်တော်လေးတော့ခက်ခဲကြပါသေး။ငလင်ကြောင့်မြေပြုတ်အိမ်ပြောက်ခဲ့ရတဲ့ငလင်တဲ့နေပြည်သူတွေဟာနေထိုင်ရေးမှာခက်ခဲနေတဲ့ရင်ဆိုင်နေရတာကြောင့်မြင်းနဲ့အိမ်လူရှင်တွေလိုအပ်နေတယ်လို့ကိုယ်တိုင်သွားရောက်လှူဒန်းခဲ့သူတွေကပြောပါတယ်။သူတို့ဒီကလိုရင်တော့အခုအဲ့မဲ့နေထိုင်ရေးအရန်ခက်ခဲမယ်။အခုလိုမိုးသူတို့ကဘာလို့ဘုံကြောင်းနဲ့မှဒီရွှေချင်တဲ့ကသူရှေ့မှာအကာမပါဘူးကျွန်တော်ကြီးတဲတိုင်းလိုပဲတဲတိုင်းတောက်တာ။ หนีถ่ายอีตัวบ่เนาะหนีถ่ายอีตัวนี่ตรุด้วยว่าบ่มีลึกชินเลยชื่อมาบ่ยัวบัดสุดแล้วอะล่ะนี่ตรุดีโหเราอินเลตอกตะโลမျိုးบ่เนาะเอออะลุอลุชินเลปอไลน์တော့ก้าวน่ะบ่เนาะมีมีหลุแม่หลุเยอาหมอဒီအိမ်လေးယူမဲ့လူရယ်ပေါ့နော်သူတို့ဝါတဲ့ဖြစ်ဖြစ်ပေါ့အဲ့လားဆိုရင်တော့သူတို့ကအဆင်ပြေမယ်သူတို့အလုပ်ကသူတို့ရွာထဲမှာရှိရယ်ဗျာသူတို့တရက်ရှင်လောက်တာဆိုတော့အဲ့လိုပေါ့လုံသမားဆိုတော့အလုပ်သမားကတော့ အဆင်ပြေလိမ့်မယ်ကျွန်တော်ထင်တော့အဲနေဖို့အတွက်အဲ့လိုလေးတွေောက်ပေးနိုင်တော့ကောင်းတာပေါ့ဒါအပြင်နေပြီးတော့ကောင်းစီနေမြေအတွင်းကငလင်တန်နစ်ပြည်သူတွေကိုစစ်ကောင်စီကကူညီတာမရှိတဲ့အတွက်ကြောင့်လက်ရှိချိန်ထိခက်ခဲနေတဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်ပြည်သူတွေကတော့ကိုတို့ဘာမှလာလို့ပြရမရှိဘူးကိုကကိုကိုတို့ကိုရားတွေပဲတော့ကြာတာတာမှန်ပြည်သူတွေကတော့ ဒီကဘာကြဲကြဲလို့ဗီဒီယိုလေးလည်းကိုလေးရထားရင်လေလေးထားရင်လည်းပြက်လေထူတော်ကြီးပဲဟိုဘယ်သူမှသူတို့လက်ရှိဒီအစိုးရဘက်ကဒီလိုကြမ်းတဲ့ဒီဘာတခုမှမလာလို့မပြောချူတာပြက်တာကသူတို့ဘာသူလောက်ကြရကအဲ့လိုမျိုးလောက်ကြဒီပူပူရေးသေးနေတာကုညီပေးတဲ့လူတွေကလာသူတွေပေးလို့ဒါသူတို့ဟိုတချို့အဆင်ပြေရတယ်အစိုးရဘက်ကဘာသူဘာမှလုံးဝမပေးဘူး ဟိုဘလူးပါပဲတချို့နေရာတွေမှာတော့တော်တော်များများတော့ဒုက္ခတော့ရောက်နေတော့ဒီအပိုင်းဆိုဘူးကြီးကြတယ်လေဘူးကြီးကြတော့ချိုးလိုက်မှဒီကအိတဲ့နေရာလို့လေးလေးလေးနိုင်ဘူးကြီးကြတော့ဒီကအိတဲ့ရေရေဝနာလို့ညာအိတဲ့ပြက်ကုန်တာတော့အမှုကြီးတော့ရှိတာပေါ့ မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လုခတ်မှုကြောင့်စုစုပေါင်းဒေဆုံးသူရေးအတွက်4400ကျော်နဲ့ထိခိုက်ဒဏ်ရာသူ11000ကျော်ငလင်ဝေးတင်သူ39000ကျော်ရှိခဲ့ပြီးနေအိမ်ဆောက်အုံ9000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ DBB ကဧပြီလ16ရက်နေ့ထိစူးစီးရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်ကျွန်တော်အောင်ခန့်ပါ